The killing of Kopagi and the attack on the 11 media CEO, for which the perpetrators have yet to be brought to justice, create a climate of fear and uncertainty within the media. မြန်မာနိုင်ငံကိုဆယ်ရက်ကြာလာရောက်ဖို့သူ့ရဲ့တောင်းဆိုချက်ကိုမြန်မာအစိုးရကလက်မခံခဲ့တဲ့အပေါ်မှာရောရခိုင်ပြည်နယ်ကိုတွားပြီးလေ့လာဖို့စီစဉ်ထားတာကိုနောက်ဆုံးအချိန်မှကတ်ပြီးဖျက်သိမ်းခဲ့တဲ့ကိစ္စကိုရောစိတ်ပြက်နေတဲ့အထူးကိုယ်စားလှယ် Miss Yan Healy ဟာသူနဲ့တွေ့ဆုံခဲ့သူတွေရဲ့ လုံခြုံရေးကိုမြမအစိုးရအနေနဲ့တာဝန်ယူရမယ်လို့ဆိုပါတယ်။ဒီနှစ်မကုန်ခင်မှာကုလသမဂ္ဂကိုတင်ပြရမယ်လူခွင့်ရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာမှာမကြခင်ကျင်းပတော့မယ်အထွေထွေရွေးကောက်ပွဲဟာတိုင်းပြည်အနာဂတ်အတွက်အရေးကြီးတယ်ဆိုတာကိုထည့်သွင်းပြောဆိုခဲ့ပါတယ်။လွတ်လပ်မြတ်တာပြီးဗန်းမလိုက်တဲ့ရွေးကောက်ပွဲတွေဖြစ်ဖို့သူပါရီပြောခဲ့တယ်လေ။ I understand the Union Election Commission is taking some measures to address these challenges. Yet I believe that more proactive measures must be envisaged and taken. Through consultations with the affected communities and with the assistance and advice of relevant and national and international actors. Additionally, I am concerned by the possible disenfranchisement of those living in conflict uh, affected areas, such as Kachin and Northern Shan State. as well as, as other parts of Myanmar where elections may be cancelled for security reasons. ရခိုင်ပြည်နယ်ကိုတွားရောက်ဖို့စီစဉ်ထားတာကိုညှင်းဆိုခြင်းခံရပေမဲ့ရခိုင်ဝန်ကြီးချုပ်ဦးမောင်မောင်အောင်အပါအဝင်ရခိုင်လူ့အဖွဲ့အစည်းနဲ့ရန်ကုန်မှာတွေ့ဆုံခဲ့တဲ့အကြောင်းကို Miss Yan Hili ကပြောခဲ့ပါတယ်။ရခိုင်ပြည်နယ်ကလူ့အဖွဲ့အစည်းနှစ်ခုကြားဒါရောက်လော့လမ်းကြောင်းတွေထားဖို့နဲ့ဒုက္ခသည်တွေကျန်းမာရေးနဲ့လူမှုဘဝအဆင်ပြေစေဖို့ခွဲခြားဆက်ဆံမှုတွေမရှိဖို့သူကထောက်ပြခဲ့ပါတယ်။ တရင်သမားတွေကိုတိုက်ခိုက်မှုဖမ်းဆီးမှုကိုလည်းသူကအခုလိုထောက်ပြဝေဖန်ခဲ့ပါတယ် The killing of Kopagi and the attack on the 11 media CEO, for which the perpetrators have yet to be brought to justice, create a climate of fear and uncertainty within the media. Journalists and media workers contribute to public debate and are vital for democratic process, vital for democratic societies. they will have an even more critical role to play prior, during, and after the election. The freedom of expression and independent journalism, uninhibited by fear or legal reprisals, intimidation, or even violence, must be ensured. မြမအရေးကျွမ်းကျင်သူတရင်းစာဆရာလယ်ရီဂျေကင်ကအထူးကိုယ်စားလှယ်ရဲ့လုတ်ပိုင်ခွင့်နဲ့အာနာဘောမြမအစိုးရကကန့်သက်ဖို့ကြိုးစားနေတဲ့ကိစ္စဘလို့သဘောထားသလဲဆိုတဲ့အပေါ် မစ်ယန်ဟီလီကသူ့ရဲ့တာဝန်ကိုသူထမ်းဆောင်သွားမှာပါလို့ပြန်ဖြေခဲ့ပါတယ်။အထူးကိုယ်စားလှယ်ဟာသူ့ရဲ့သုံးချိန်မြောက်ခီးစဉ်တွင်မြမအစိုးရထိတ်တန်းခေါင်းဆောင်တွေနဲ့မတွေ့ခဲ့ရပေမဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အရက်ဖက်အဖွဲ့အစည်းတွေလှုပ်ရှားတက်ကြွသူတွေနဲ့တွေ့ဆုံခဲ့သလိုကချင်ပြည်နယ်ကဒုက္ခသည်စခန်းတွေကိုလည်းတွားရောက်ခဲ့ပါတယ်။